တရချောင်းမျိုးနဲ့ပန်းမြေရွာမှာမင်္ဂဆင်းနေညနေပိုင်းကအရင်တိုင်းမှုဖြစ်ပြီးအမျိုးသမီးနှစ်ဦးတည်ဆုံသွားပါတယ်။ဘေးဘက်ကလာတဲ့ကိုတင်ရင်နဲ့ဒဝဲဘက်ကလာတဲ့ဒေါ်တာတောင်အိတ်အမျိုးသားကမနေ့ကညနေ3နာရီခွဲလောက်မှာပန်းမြေရွာလမ်းပိုင်းကနေရမှာမျက်နှချင်းဆိုင်တိုင်မိခဲ့တာလို့မြန်ပါရမီပရာဟိတအတင်းရဲ့တာဝန်ရှိသူကပြောပါတယ်။အဲဒီဇင်တိုင်းမှုကြောင့်တော်တာတောင်းရီကားရဲ့အရှိခံမှလိုက်လာတဲ့ အသက်30နှစ်40လောက်အရွယ်ရှိတဲ့အမျိုးသမီးတို့အခင်းဖြစ်နေရမှာတိတ်ဆုပ်သွားတာပါတိတ်သွားတဲ့အမျိုးသမီးနှစ်ဦးဟာတည့်ချောင်းမျိုးနဲ့ကနက်တရီစာတီမဖြိုးဤဝေနဲ့မမီဆန်သေးလို့ဖြစ်ကြပါတယ်သူတို့တာကားရဲ့ရင်မအမျိုးသားဟာလေဒိုင်အပြင်းထန်လို့ဒိုးရဲ့ဆေးဦးကြီးကိုပို့ထားရတယ်လို့ဆိုပါတယ် ိတ်ဆိုးသူမျိုးသမီးနှစ်ဦးရဲ့ဇောလောင်တွေကိုတော့မနေ့ကညနေပိုင်းမှာတိတ်ရချောင်းမျိုးနဲ့ပြီးသူစေဦးရဲ့အရင်ခွဲရိုးကိုပို့ဆောင်ထားပါရင်တိုင်းမှုဖြစ်တဲ့နေရာရဲ့လမ်းမီမှာမြစ်တောတွေကိုမိရှို့ထားပြီးမိခိုးတွေကြောင့်ညီခွင်ကိုကောင်းစွာမမြင်ရတဲ့အတွက်ပတော်တဆတိုင်းမီတာဖြစ်နေတယ်လို့ရင်တိုင်းမှုမှာကိုကြီးဆောင်ရွက်ပေးတဲ့သူတွေကဆိုပါတယ်